အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ပြည်မျိုးကလက်ဆောင်လေးတွေရထားလို့စမ်းစားကြည့်ပြီးတော့ review လေးလုပ်ပါမယ်ဒါလေးကတော့နန်ကထိုင်အကျုပ်ကလေးပါဒီအစင်းရောင်လေးကတော့တင်မောယူလေးပါဒါကတော့မယန်းယူပါဒီနောက်ဆုံးတစ်ခုကတော့ကြောက်ဖြုံယူပါဒီနန်ကထိုင်အကျုပ်ကလေးကိုစောက်ဖောက်ပါမယ်ဒီနန်ကထိုင်လေးရလေးအစရိယာစားဖို့ပြီးတာပါ ကိုရမ်းကြိုက်တဲ့လူကစားတော့တဲ့တခုပေါ့နော်။သူကတော့နိုင်ထိုင်ဆိုပေမဲ့ဟိုထူးထူးလေးမဟုတ်ဘူးပပကြွတ်ကြွတ်ကလေးလောက်ထားတာပေါ့နော်။ဒီတမောယူလေးကလေချိုရဲမဟုတ်ဘူးအချင်းတက်လေးနည်းနည်းလေးထည့်လိုက်စားလိုက်လို့ရှိရင်လေတော့ဝါလိုက်လို့ရှိရင်လေကြွတ်ကြွတ်ကြွတ်ကလေးနဲ့ရမ်းစားကောင်းပါတယ်။မြန်ယူလေးရလေရမ်းကောင်းပါတယ်ချင်းကျိုလေးပေါ့နော်ပြီးလို့ရှင်မြန်သေးကိုအရန်အစီရှက်တာတွေထည့်မထားတော့လीတခုလုံးဝါးစားလို့ရတယ်ပေါ့နော်သူက ုနောက်ပိုင်း local brother လေးတွေကလည်းအဆင့်မြင့်လာတယ်ပေါ့နော်။နောက်တဲပါတာတို့တခြားရတာကြီးအချိုကဲနေတာတို့နောက်ပြီးတော့လိပါခေါ်လဲစေတကြလာအဲအဲ့လိုမျိုးတွေများတာမျိုးတို့မရှိတော့ဘူးပေါ့နော်။ကတော့ဘူးတွေနဲ့ထဲသိမ့်ပါမယ်။ဒီနောက်တိုင်းလေးကိုကြိုက်တာလေ။သူကဟို ပပကျွတ်ကျွတ်ကလေးလေးဖြစ်တယ်။နောက်ပြီးစားလိုက်လို့ရင်ပြဇာတ်ထဲမှာစီဝေးရတဲ့ feeling မျိုးလေးနိုင်နိုင်တော်များဇာတ်ထဲမှာစားပြီးစီအများကြီးကြံနေသူ feeling မျိုးရှိတယ်။သူကအဲ့ဒါမျိုးမရှိဘူးပေါ့နော်။သူက cookie ဘက်ကိုပို့သွားတယ်ပေါ့နော်။ဘီတူလေးရှိရှာပေါ်ဝဲပုံစံမျိုးပေါ့နော်အဲစားလိုက်လို့ရှင်ခဏလေးနဲ့ပျော်ဝင်သွားတာမျိုးပေါ့နော် သင်မိုးယူလေးကလည်းတော်တော်ကောင်းတယ်။ဟိုငငယ်တော့စောက်ပြီးတော့သင်မိုးယူလေးဆိုအဲ့ဒီတခြားကြီးခဲပြစ်ပြီးချိုရဲနေ။သူအဲ့လိုမဟုတ်အချင်းတက်လေးနက်နက်လေးပါနေဘယ်လိုလှုပ်ထားလဲတော့မသိဘူး။နောက်ပြီးတော့ជីជីစိမ့်စိမ့်လေးစားကျင်စရာလေးပေါ့နော်လှုပ်ထားလေးက။ဝါလိုက်လို့ရှင်လည်းထုတ်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 နေ။ညဆိုနေဘက်တွေခီးသွားလို့လေအဲ့လိုပြန်လက်ဆောင်လို့ဘာလို့ဝယ်လာလို့ရှင်လေ။အဲမကောင်းတာများတယ်ပေါ့နော်။ ထားပါတော့ငချင်းဆိုရင်လည်းဖတ်တည်အများကြီးနေတာမျိုးပြစ်ချင်ဆိုရင်အရင်နေပြီးရောင်းလိုက်တာမျိုးငန်တူးပြီးတော့လေအဲ့ဒါမျိုးတွေများတယ်ဗောနော်ဝီရင်တော့ဆိုခုနောက်ပိုင်းကျတော့အဲတိုးတက်လာခေါ်ရမှာဗောနော်အစားတောက်တွေလည်းတန့်ရှင်းလာတယ်ဟိုသဲပါတာခဲပါတာဒီအရောင်တွေရမ်းပါတာဒီမရှိတော့ဘူးပေါ့နော် အဲ့လိုယူလေးဆိုရင်ကိုကဘူးထဲမှာထည့်ပြီးတော့ခင်းလေးပါတတ်ထားလိုက်တာပေါ့နော်။ပြီးရေခဲတံမှာထည့်ထားအေးအေးလေးပေါ့ထမင်းစားပင်စားတဲ့အခါမှာအဆင်ပြေတယ်ပေါ့နော်။အေးအေးချူချူလေး။အခုလိုစင့်မီတန်တန်ပြန်ပြန်လေး local product လေးကိုနိုင်ငံမှာအများကြီးပေါ်လာတာဂုံယူစရာပါနော်။ ားလုံးသိမ်းဆဲပြီးပြီဆိုတော့အိမ်မှာကော်ဖီဖြိုးပြီးသားလေးရှိတာနဲ့နံကထိုင်းနဲ့မြည်လိုက်ပါအောင်မယ်။ ကော်ဖီလေးရတော့ဗမာဆန်ဆန်ပေါ့နော်နုစီနုစိမ့်လေးနဲ့ဖြောပါတယ်လူစိမ်းရတော့ထုံးစံအတိုင်းခဲထားတဲ့လူစိမ်းလေးတွေတုံးပါတယ် ဲ့ဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะကြည့်ရှုပေးသူအားလုံးကိုကျေးဇူးပါနောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်